2015ရွေးကောက်ပွဲတွေဟာမြန်မာပြည်ဒီမိုကရေစီရဲ့အတွင်းကူးပြောင်းရေးအတွက်အရေးကြီးဆုံးဖြစ်နေတာကြောင့်အရက်ဖက်ဖွဲ့စည်းတွေကရွေးကောက်ပွဲဖြစ်စဉ်မှာခြံလှပ်ထားခဲ့မယ်ဆိုရင်ယုံကြည်စိတ်ချမှုရှိတဲ့ရွေးကောက်ပွဲတစ်ခုဖြစ်လာနိုင်မှာမလားရွေးကောက်ပွဲမှာအရက်ဖက်အဖွဲ့စည်းတွေရဲ့ကဏ္ဍဆိုတာပါလေအရက်ဖက်အဖွဲ့စည်းတွေကိုရွေးကောက်ပွဲဖြစ်စဉ်မှာထိန်ချန်ထားမယ်ဆိုရင်ရွေးကောက်ပွဲရလဒ်ကိုယုံကြည်နိုင်စရာမရှိဘူးလို့စမစ်ဘတ်ဘျူဟိုတယ်မှာနှစ်ရက်ကြာကျင်းပနေတဲ့ <laughs> if you exclude civil society and citizens from electoral process then they don't trust the results they don't trust the process behind the results and i think that it's very commendable i think it's very good that burmese um, civil society is involved into elections i think that will assist the whole process မြန်မာပြည်ကရပ်ဖက်ဖွဲ့စည်းရေး <laughs> ရွေးကောက်ပွဲမှာပါဝင်လာမှသာကောင်းတဲ့မျှော်လင့်ချက်ဖြစ်လာမှာဖြစ်ပြီးနိုင်ငံသားတွေရွေးကောက်ပွဲစနစ်ကိုတည်ဖို့နဲ့ပူးပေါင်းပါဝင်ဖို့ကအရေးကြီးဆုံးဖြစ်တယ်လို့ဆိုပါတယ်။ရွေးကောက်ပွဲကော်မရှင်ကလည်းလှုပ်ရှားရှိတာတွေလုပ်နေတာမို့ရလက်ကောင်းရဖို့မျှော်လင့်တယ်လို့ပြောပါတယ်။ဆွစ်ဇလန်တန်ယုံ Democracy Reporting International DRI နဲ့ပဏိတဖွံ့ဖြိုးရေး Institute ကိုပူးပေါင်းပြုလုပ်တဲ့ဒီတင်နယ်မှာနိုင်ငံရေးပါတီနဲ့ရွေးကောက်ပွဲကော်မရှင်ရက်ဖက်အဖွဲ့အစည်းတွေကစောင့်ကြည့်မယ်ဆိုရင်တော့ လွတ်လပ်မြတာတဲ့ရွေးကောက်ပွဲတစ်ခုရုံလုံးပေါ်လာမှာဖြစ်တယ်လို့ကိုဖြိုးတင်ဦးကဆိုပါတယ်ဒီလိုနဲ့အိကနိစတာ ICS ဆိုရယ်နိစတာဆိုတော့သူတို့ကနေလည်းပညာပေးမယ်ဆိုရင်ပြီးရေချာမှာရွေးကောက်ဖွဲ့နဲ့ပတ်သက်တဲ့ဒီအသိပညာရေးချင်းကပိုပြီးမြင့်မားလာမယ်ဆိုရင်ဒီလိုရဲ့ရွေးကောက်ဖွဲ့မှာအမှန်ကန်ကန်ပါဝင်နိုင်မှုကပိုပြီးလက်တက်လာနိုင်တာပေါ့ ဒီကောက်ဘဲကော်မရှင်ဖြစ်စီပါတီဖြစ်စီကျွန်တော်တို့အဖွဲ့အစည်းတစ်ခုကဖြစ်စီအစိုးရဘဏ်ကဖြစ်စီကျွန်တော်ပြည်သူတွေကဖြစ်စီဒီကောက်ဘဲနဲ့ပတ်သက်ပြီးဘလောက်ဒီတရားမျှတမှုဆောင်ရွက်ခဲ့တယ်ဆိုတော့တစ်ဖက်ကပြန်ပြီးလေ့လာမယ်ဆိုရင်လည်းသူတို့အနေနဲ့ဒီဒီကောက်ဘဲပေါ်နေတဲ့ပြပြောနေကြရှေ့ဒီလက်လက်ပြီးတရားမျှကြရဒီကောက်ဘဲဆိုတဲ့ယူလုံးညပူပြီးပြင်လာတယ်လို့ယူဆရတယ်2010ထရီရွေးကောက်ဘဲမှာ ပေါ်ပေါက်ခဲ့တဲ့မဲမတမာမှုပွန်လင်းမြင်တာမရှိမှုမဲစည်းရင်မမှန်ကန်မှုစတဲ့ပြဿနာတွေက လက်ရှိကော်မရှင်ကတက်နိုင်သလောက်ပြင်ဆင်နေပြီမဲ့အရက်ဖက်အဖွဲ့အစည်းတွေကိုပူးပေါင်းပါဝင်ခွင့်ပေးထားခဲ့ရင်အခုချိန်မှာအချိန်ကောင်းနေမှာဖြစ်တယ်လို့ပြောလာသူကစီစာညီညီပါဖြစ်ခဲ့တဲ့မာရီထပ်မဖြစ်အောင်ပဲလုပ်ဖို့ကအဓိကလိုအပ်တယ်လို့လည်းဆိုပါတယ်2020ရေကောက်ပွဲတော်မှာဖြစ်ခဲ့တဲ့ပြဿနာတော့မူတည်ပြီးတော့တို့အနေနဲ့ပြင်တင်တာတချို့စူးစမ်းပြင်ခဲ့တယ်ဒါပေမဲ့အများကြီးပြဿနာတွေထပ်တက်တယ်သူတွေ့ရတယ်။အဲ့တော့ကျွန်တော်မြင်လာကြတော့ရေကောက်ပွဲကော်မရှင်နဲ့သူတက်နိုင်ရတော့သူပြင်နေတယ်ပေါ့နော်။ပြင်လာတော့ကျွန်တော်မြင်တယ်။အဲ ဒါပေမဲ့ဖြစ်တဲ့အနေအထားရတော့ CSU ရဲ့အခန်းကဏ္ဍအရင်ကတည်းကနေပို့ပြီးတော့ပါဝင်ခွင့်ပေးထားမယ်ဆိုအခုချိန်မှာအချိန်ဟုန်ကောင်းကောင်းနဲ့အားကောင်းနေပြီပေါ့နော်